အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာသက်ဝင်မအောင် ရေးတဲ့လောက၌အခက်ဆုံးသောအရာလို့အမည်ရတဲ့ဝိထုတို့လေးကိုကျွန်တော်ကိုချေတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပြကြပါအောင်ခင်ဗျာလောက၌အခက်ဆုံးသောအရာ အခန့်တဝင်းလွင်กว่าဝင်းလွင် ပြေးပြေးပြေးဇော်မင်းกว่าဇော်မင်းပြေးမျိုးခိုင်းပြေးပါกว่าကြော်ဖြိုးလို့ရေးမင်းကတော့ပထမရတော့မှာပဲ နောက်ဆုံးကစပြီးစုပေးရင်ဟေးမြင့်ဝေးမင်းလည်းဒုတိယစုရမှာပဲကြော်ပြောလွင်ပြီးရင်နော်အထက်တန်းเจ้าတဲ့เจ้าဤအပြေးပြိုင်ပွဲတွင်ဖြစ်သည်တငယ်ချင်း၅ယောက်ဖြစ်သောဝင်းလွင်ဇော်မင်းမျိုးခိုင်မြင့်ဝေးနှင့်ကြော်ပြောလွင်တို့မှမိသားတရားအပြေးပြိုင်ပွဲဆင်နွှဲနေကြ၍အတန်းဖော်တငယ်ချင်းများကအော်ဟေးအားပေးနေကြခြင်းဖြစ်သည်တာလို့လျင်လို့ချင်းရှေးဆုံးကဥဆောင်သူမှဝင်းလွင် သူနောက်ကဇော်မင်းဇော်မင်းဤနောက်မှာတတိယနေရာကလိုက်နေတာကမျိုးခိုင်ဖြစ်သည်မြင့်ဝေကသဒုဋ္ဌနေရာကြော်ပြိုးလွင်မှာနောက်ဆုံးကဖြစ်သည်တို့ကြောင့်ကြော်ပြိုးလွင်နှင့်မြင့်ဝေကိုတငယ်ချင်းများကလှမ်း၍နောက်ပြောင်နေခြင်းဖြစ်သည်မီတာ90ခန့်ပြည့်ပြီးသောအခါဇော်မင်းမှာဝင်းလင်ရွှေသူတက်လာသည်ဇော်မင်းဤပြင်းတော့မှာတရေရိပ်မြင့်တက်လာသည်ကြံလူများက ဝေးသက်သက်ဝေးစွာ ဝေးကွာခဲ့သည်ပန်းဝင်သောအခါဒုတိယစုကဝင်းလင်ထက်ဇော်မင်းက ်ပေ20ခန်းဖြတ်နိုင်ခဲ့သည်မျိုးခိုင်ကတတိယနှင့်မြင့်ဝင်ကသရုပ်တာကြော်ပြိုးနေမှမူနောက်ဆုံးခက်လန်းလန်းတွင်ကြံခဲ့ပြီးဆက်ပြဲပြဲအမူအရာနှင့်ပန်းဝင်လာခဲ့သည်မရှိသွားဖြင့်ရဲတာမှတ်သလားဟူသောစကားပုံမှာကြော်ဖြိုးလင်ကိုပင်ဆိုလေသလားမသိအခန်းနှင်းမင်္ဂလာပါဆရာမင်္ဂလာပါတပည့်တို့ကဲကဲကဲထိုင်ကြထိုင်ကြ နဝမာနအခမ်းအနံတို့မြမစာဆရာဦးမောင်မောင်အေးဝင်လာပြီးတပည့်များကနှုတ်ဆက်နေခြင်းဖြစ်သည်တပည့်တို့မနေ့ကဆရာတို့အကြောင်းရဲ့ဒီဇင်ဘာလပြေးပွဲပြိုင်ပွဲပြီးပြီးစုအတော်တော်များများကိုမောင်စော်မင်းကတင့်ကြုံယူသွားတယ်မောင်စော်မင်းဟာအလွန်ထူးချွန်တဲ့အပြည့်သမားတယောက်ပဲဆရာမြင်မှုသမ ्या ထဲမှာဒီလောက်ပြေးနိုင်တဲ့လူမျိုးပြိုင်ဘက်ကိုအပြတ်သက်နောက်မှာရှန်ထားနိုင်ခဲ့တဲ့လူမျိုးကိုဆရာမတွေ့ဘူးသေးဘူးမောင်စော်မင်းဟာတနေ့မှာအပြည့်သမားကောင်းတယောက်ဖြစ်လာလိမ့်မယ်လို့ဆရာယူယူဆတယ် ဆရာစကားဆုံးသွားသောအခါအတန်းသားအလုံးကြီးအကြီးကမောင်စုံမင်းစီတို့ရောက်သွားကြ၏မောင်စုံသွင်းမှာအလွန်ကျဉ်တဲ့နေသောပီတိအပြုံနှင့်ဆရာမင်းတို့ကိုစာရိုက်စာကုန်းတစ်ပုဒ်ရေးခိုင်းမယ်စာရိုက်စာကုန်းကအခုဒီဇင်ဘာလနဲ့လည်းကိုက်ညီတယ်လမ်းလျှောက်ခြင်းအကျိုးကျေးဇူးဆိုတဲ့ခေါင်းစဉ်ပဲမင်းတို့အနေနဲ့ကြိုးစားပြီးရေးကြည့်စေချင်တယ်ကိုးကားတရားအချက်လက်တွေကိုတော့အမျိုးသားစာပေစုရဆရာကြော်မြင့်လွင်ရေးပြီးစာပေပိမှန်ကထုတ်တဲ့ရှေးချင်းစာအုပ်ထဲမှာခြားကြ ငါတို့အကြောင်းရဲ့အကြောင်းစာကြည့်လိုက်တဲ့မှာအဲ့ဒီစာအုပ်ရှိတယ်ပြီးတော့သတင်းစာဂျာနယ်မဂ္ဂဇင်းတွေထဲမှာလည်းမင်းတို့တက်နိုင်သလောက်ရှာဖွေကြပေါ့မင်းတို့ကိုတပတ်အချိန်ပေးမယ်နောက်တစ်ပတ်ဒီမြန်မာစာအချင်းကြရင်စာအုပ်လာထက်ကြမင်းတို့တွေကစုရသူ၃ဦးကိုဒီနှစ်စုံကြီးပွဲတော်မှာထိုက်ထိုက်တန်တန်စုပေးမယ်ဆရာကြီးပြောစကားကြောင့်ចောင်းသားအလုံးငြိမ်ကြသွား၏ ကြောင်တွင်အာကစားပြိုင်ပွဲတွင်စုမရလိုက်သူများကလည်းဤတပွဲတွင်စုရအောင်ကြိုးစားမည်ဟုစိတ်ထဲတွင်ကြုံဝါနေကြ၏မုံစားစင်းချိန်တွင်နဝဘာတန်းမှအကြောင်းသားအကြောင်းသူအတော်များများမှအကြောင်းစာကြည့်လိုက်သို့ရောက်သွားကြ၏ဆရာကျော်မြင့်တွင်ဤရှေးလျင်စာအုပ်ကိုအလူအယက်ဖတ်ကမှတ်စုစာအုပ်ဖြင့်ကူးယူကြသည်နောက်နေ့များတွင်လည်းအကြောင်းစာကြည့်လိုက်တွင်နဝဘာတန်းအကြောင်းသားများဖြင့်ပြည့်နေပြန်၏မှတ်စုစာအုပ်ဖြင့်သတင်းစာကြားနှင့်မဂ္ဂဇင်းများမှလမ်းလျှောက်ခြင်းနှင့်သက်ဆိုင်သောအချက်အလက်များကိုရှာဖွေနေကြသည် မြန်မာသားဆရာဥမမောင်အေးမှာသူ့တပည့်များကိုကြည်ပြီးခေါင်းတညိမ့်ညိမ့်နဲ့ကျေနပ်အားရနေ၏အခန်းတော်မင်္ဂလာပါဆရာမင်္ဂလာပါတပည့်တို့ကဲထိုင်ကြမင်းတို့အရင်တစ်ပတ်ကထတ်ထားခဲ့တဲ့စာရေးစာကုန်းစာအုပ်တွေကိုဆရာစစ်လို့ပြီးသွားပြီဟုတ်လားဆရာဘယ်သူတွေစုရလဲဗျနှုတ်သွက်ချားသွက်ရှိတော်မြင့်ဝေကမေးလိုက်ပြီဆရာကခပ်ပြုံးပြုံးမင်းဖြေပါမယ်မောင်မြင့်ဝေရပြောမှာပေါ့စုရတဲ့လူတွေကိုမကြင်ညာခင်ဆရာပြောချင်တာက ဒီလမ်းလျှောက်ခြင်းရဲ့အကျိုးကျေးဇူးဆိုတဲ့စာရေးစာကုန်းဟာမင်းတို့အတွက်ကျောင်းသားဘဝမှာတင်းတင်းတင်းထိုက်တာမဟုတ်ပဲမင်းတို့ဘဝတသက်သာလုံးမှာတိရှိလိုက်နာအကျဉ်းသုံးတဲ့စာရေးစာကုန်းတစ်ပုဒ်ဖြစ်တယ်ဘူးပဲစုရသည်ဖြစ်စေမရသည်ဖြစ်စေဒီစာရေးစာကုန်းရဲ့အကြောင်းအရာတွေကိုမဖြစ်မနေသိထားတဲ့စုရတာတဲ့မင်းတို့အတွက်တန်ဖိုးပို့ရှိစေခြင်းနဲ့အကြောင်းအရာတွေပါတယ်ဟုတ်ကဲ့ပါဆရာဒီတော့မင်းတို့အနေနဲ့ပို့ပြီးစိတ်ဝင်စားမှုရှိအောင် စုရတဲ့သူကိုဆရာအရင်မပြောဘဲအဲ့ဒီစာရေးစာကုန်းတွေကမင်းတို့မှတ်သားသင့်တဲ့အချက်အလက်တွေကိုဆရာအရင်ဖတ်ပြမယ်။ပြီးတော့မှအဲ့ဒီစာရေးစာကုန်းရေးတဲ့သူအမိနဲ့ရတဲ့စုကိုဆရာပြောမယ်ဟုတ်ပြီလား။ဆရာဦးမောင်မောင်အေးဤပြောစကားကြောင့်ចောင်းသားចောင်းသူများအားလုံးဤအတံမှာရုတ်တရက်တိတ်ဆိတ်ငြိမ်သက်သွား၏အချင်းချင်းမှလည်းတဦးမျက်နာတဦးကြည့်လိုက်ရသည်ကဲပထမဆုံးတယောက်ရေးထားတဲ့စာကိုဆရာဖတ်ပြမယ်နော် နားထောင် ိုင်းပြည်တစ်ပြည်လူမျိုးတစ်မျိုးတည်တံ့ရေးသည် ထိုတိုင်းပြည်တွင်ရှိသောလူတအူးချင်းစီ၏ကိုခန္ဓာကြခိုင်မှုအပေါ်တွင်မူတည်ပါသည် လူသားတအူးချင်းစီ၏ကိုခန္ဓာကြားမှကြခိုင်ပါမှမိမိတိုင်းပြည်နှင့်လူမျိုးအတွေ့အလုံးလုံးနိုင်ကာကွယ်စောင့်ရှောက်နိုင်လိမ့်မည်ဖြစ်သည်ထို့ကြောင့်တိုင်းပြည်အသီးသီးရှိအမျှော်အမြင်ကြီးမားသောနိုင်ငံတော်အစိုးရများသည်မိမိတို့လူမျိုးများကိုခန္ဓာကြားမှကြခိုင်သူများဖြစ်လာစေရန်လူမှုအားကစားလှုပ်ရှားမှုများကိုနိုင်ငံတော်ဘဏ္ဍာငွေများအကုန်ကြခံ၍ ပြုလုပ်ကျင်းပပေးကြပါသည်ပညာရှင်ဒုတိယတိများကအချိန်အခါနေရာဒေသမရွေကုံကြမှုဇယိတ်မရှိပဲလူတိုင်းနဲ့တင့်လျော်ပြီးအကျိုးကျေးဇူးလည်းများသော ပေါ်ပေါ်ပါပါအာကာသနီတစ်ခုကိုရှားပွေဖော်ထုတ်ခဲ့ကြလေသည်ထိုရှားပွေဖော်ထုတ်ခဲ့သောနီလန်ကောင်းကိုနိုင်ငံတော်အသီးသီးမှပညာရှင်ပုဂ္ဂိုလ်များကလည်းတညတညိုတဲထောက်ခံတင်ပြခဲ့ကြသည်ထိုနီလန်ကလွန်ခဲ့သောနှစ်ပေါင်း2500ကျော်ခန့်ကပင်ဗုဒ္ဓဟောပြောညွှန်ကြားခဲ့သည့်လမ်းလျှောက်ခြင်းပင်ဖြစ်လေသည် အိုလံပစ်အာဂါသာစတင်မွေးဖွားရာဂရိနိုင်ငံ၏ကမ်းခြေနိုင်ငံများတွင်လမ်းလျှောက်ခြင်းအကျိုးကျေးဇူးကိုယခုကဲ့သို့ရေးသားတင်ပြထားကြသည်။တင်ကြမ်းမှခြင်းသလားလမ်းလျှောက်ပါ။တင်လှပခြင်းသလားလမ်းလျှောက်ပါ။တင်ညာကောင်းခြင်းမှသလားလမ်းလျှောက်ပါ။လမ်းလျှောက်ခြင်းအကျိုးကျေးဇူးကိုပထမဆုံးသိမြင်၍ဟောကြားခဲ့သူမှာဗုဒ္ဓဖျားခြင်းပင်ဖြစ်သည်။ဗုဒ္ဓကခရီးသွားနိုင် ကြံ့ခိုင်အင်အားကင်းစင်ယောဂါအစာကြီးညက်မပြတ်သမားတွေ၅ပါးကြီးအများဤအကျိုးဒီဟူ၍သာသနာအကျိုးဆောင်တပေသားတန်ဃာတော်တို့ဤကိုကျမ်းမာရေးစိတ်တက်ကြံ့ခိုင်ရေးတို့အတွက်ဟောပြခဲ့လေသည်မုံညင်းဆရာတော်ဘုရားကြီးကလည်းမုံညင်းတရားယုံပွားများလျက်ကြိုးစားလမ်းကြောင်းအထမြောက်သူပြည်နှိပ်ဘူကို လွယ်ကူရောက်ကြောင်းတရားကောင်းအပေါင်းမှတ်မှတ်ကြစေဟူ၍ထက်ဆင့်ညွှန်ကြားခဲ့၏ လေဒီဆရာတော်ဘုရားကြီးကလည်းစာများများရေးခြင်းလေးလမ်းများများချောက်ဟုမိန့်ကြားခဲ့သည်။စာရေးဆရာကြီးတကုံချွေများကလည်းအသက်ချေချေနှင့်စာရေးခြင်းလေးလမ်းများများချောက်ဟု၍အမှားစကားရှိခဲ့သည်။ကဘာကျော်စာရေးဆရာကြီးဂျိမ်းစ်ဘာနဲ့ကျော်ကလည်းညာကောင်းခြင်းရင်နနဆောဆောလမ်းချောက်ဟုပြောခဲ့သည်။နီးမှန်စနစ်မှန်လမ်းလျှောက်ခြင်းကိုဆရာတော်ကြီးကမူလမ်းလျှောက်နည်းဟူ၍အောက်ပါအတိုင်းကပြဆက်ဆိုခဲ့လေသည် ရင်ဘက်ကိုပင်တန်ယုံမြင့်ရဲရင်တီကြီးလျှောက်ရမည်ခါကိုမတ်မတ်ကိုကိုမတ်တရက်မြင့်အောင်လျှောက်ရမည်ဒူးကိုစံခင်းကြွတားရင်တောင်တင်းပေါ်အောင်လျှောက်ရမည်ခြေလန်းသောခါခြေရှိဟာမြေမာဖနောက်ချရမည်ခြေလန်းသောခါနောက်ရှိဟာမြေမာဖနောက်ချရမည်မှတ်ကြသည်ရန်လမ်းလျှောက်ဟန်မူမှန်လမ်းလျှောက်သည်ပြီးတော်သည်အခန်းလေးကဲတပည့်တို့ဒီဆိုင်စာကုန်းဟာတတိယစုရတဲ့ဆိုင်စာကုန်းဖြစ်တယ်ဆုံးအောင်တော့ဆရာမဖတ်ပြတော့ဘူး ဘာဖြစ်လို့လဲဆရာစာရေးစာကုန်းအလုံးဟာဆရာကျော်မြင့်လွင်ရဲ့ရှင်းလင်းစာအုပ်ကိုအခြေခံပြီးရေးထားကြတော့အကြောင်းအရာအချက်လက်တွေအလုံးကတူကြတယ်တင်းစာကြားနဲ့မဂ္ဂဇင်းတွေကရှားပွေထားတဲ့အချက်တွေကလည်းတချို့စာရေးစာကုန်းတွေမှာပါတယ်ဒီတော့တတိယရတဲ့စာရေးစာကုန်းနဲ့မတူတဲ့အကြောင်းအရာကိုပဲဆရာဖတ်ပြမယ်ကောင်းပါတယ်ဆရာဒါနဲ့ဆရာဖတ်ပြတဲ့အထိတတိယစုရတဲ့စာရေးစာကုန်းကဘု து စာရေးစာကုန်းလေခင်ဗျာ တိကျင်စိတ်ပြင်းပြလွန်ကြစွာဖြင့်ကြော်ဖြိုးလွင်ကမေးလိုက်သည်ဆရာဦးမမောင်အေးကအခန်းတွင်ရှိတပည့်အားလုံးကို ပြုံး၍ကြည်လိုက်သည်ပြီးမှဖြည်းဖြည်းချင်း တတိယစုရတဲ့သူဘသူလဲဆိုတော့မောင်မျိုးခိုင်ပဲဖြစ်ပါတယ်ကဲလက်ခုပ်တီးပြီးဂုံပြုတ်လိုက်ကြပါအောင်သူကျောင်းသားကျောင်းသူများလက်ခုပ်တန်းနဲ့အတူမျိုးခိုင်ကိုကြည်လိုက်တော့ပီတိဖြားလေရဲ့ကဲနောက်တစ်ပုတ်ကိုဆရာဖတ်ပြမယ် ။စုညံသောအသံများငြိမ်ကြသွား၏။ဆရာကအချို့သောသူများကလမ်းလျှောက်ခြင်းကိုအာဃာဇာနီတမျိုးဟုမထင်မှတ်ကြကြ၏။အမှန်စင်စစ်လူသားများအားနုပြိုအသက်ရှည်စေသောအာဃာဇာနီမှာပေါ့ပေါ့ပါပါလှုပ်ရှားရသောလမ်းလျှောက်ခြင်းကဲ့သို့သောအာဃာဇာနီများသာဖြစ်ပေသည်။လမ်းကြောက်ချင်းသည်တွေးလည်ပတ်မှုအားကောင်းစေ၏နှလုံးကိုပုံမကောင်းမွန်စွာအလုံးလုံးစေ၏တွေးများကခန္ဓာကိုယ်အနှံ့ပြားကြီးကလစီများအထိရောက်သွားသောကြောင့်အလွယ်တကူယောဂမရနိုင်ပေကင်းစားယောဂမျိုးကိုပင်ကာကွယ်နိုင်၏ မြမအာယုဘေဒမြမအာယုဘေဒစေချမ်းတွင်သွေးလေညီညွတ်လျင်ကျမ်းမာ၏သွေးလေညီညွတ်လျင်လမ်းလျှောက်ခြင်းသည်အကောင်းဆုံးဖြစ်၏ဟုဆိုထားပါသည်ဟာလမ်းလျှောက်ခြင်းကတဲကောင်းပါလားဟုမြင့်ဝေကရုတ်တရက်လှမ်းပြောလိုက်သည်ဟုတ်တာဗောကွာမြင့်ဝေကဒီတစ်ခါမင်းတို့ရေးတဲ့စာရေးစာကုန်းတွေဟာစာအုပ်ထဲမှာတင်ဆရာအမှတ်ပေးုံနဲ့မလုံလောက်ဘူးမင်းတို့အားလုံးတည်တင်လို့ဆရာအခုတို့ဖတ်ပြနေတာဗောကွာဟုတ်ကဲ့ကောင်းပါတယ်ဆရာ အေးဟုတ်ပြီစက်နားထောင်ကြ တနေ့လည်းမိနစ်30ခန့်လမ်းလျှောက်ခြင်းသည်တွေးတိုးစည်းကြိုနှလုံးယောဂါ၊ကင်ဆာယောဂါ၊အယိုးဘွားယောဂါနှင့်အဝါလုံယောဂါများကိုတက်တာပြောင်းကွင်းစေနိုင်ပါသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏နှစ်စဉ်အစီရင်ခံတာတွင်ကိုလက်လုံချောင်းမှုနှဲပါခြင်းကြောင့်ယောဂါမျိုးစုံနှိပ်စက်ရပြီးတနေ့လည်းလူဦးရေနှစ်တန်းခန့်တည်ဆုံနေရကြောင်းဖော်ပြထားပါသည်။ထို့ကြောင့်မင်းနိုင်ငံတော်ကတမျိုးသားလုံးအကြမ်းမှကြခိုင်ရင်းနဲ့ပညာရေးမြင့်မားရေးကိုအမျိုးသားရေးစိတ်ဓာတ်အသွင်ဖြင့် ပြည်သူလူထုတရေလုံးပါဝင်လာစေရန်နှိုးဆော်ပြီးနှစ်စဉ်ဒီဇင်ဘာလလကိုလူထုအားကစားလအဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်မြန်မာနိုင်ငံတော်၌ဒီဇင်ဘာလကိုလူထုအားကစားလအဖြစ်သတ်မှတ်ရသောအကြောင်းရင်းမှာဤသို့ဖြစ်သည်မြန်မာနိုင်ငံတွင်ရာသီဥတုသုံးမျိုးရှိသည့်အနက်နွေရာသီနှင့်မိုးရာသီတို့၌ချွေးထွက်များသည့်အထိပူပြင်းလေရှိသည်။တွေ့ရာတွင်ဆောင်းရာသီ၌အလွန်အေးသောကြောင့်ချွေးများထွက်လေမရှိပါ။ ွှေးမထသောကြောင့်အရေးပြားသည်ယောဂဘုံများအလွယ်တကူကန့်ညိဝင်ရောက်နိုင်၏။ရွှေးထသောအရေးပြားတွေကိုယောဂဘုံများသည်ရွှေးတွဲတွင်ပါရှိနေသောအက်ဆစ်တက်နှင့်အဆီဒက်များကြောင့်တေဆုံးကုန်လေရှိပါသည်။ထို့ကြောင့်ခရီးဆက်ဆက်နိုင်ငံတော်အကြီးများကစောင်းရာသီကြံရာသီများထက်ညာသီရုကောင်းမွန်သောကြောင့်စောင်းရာသီဖြစ်သည့်ဒီဇင်ဘာလကိုလူရုအာကစားလအဖြစ်သတ်မှတ်ပေးခဲ့ခြင်းဖြစ်လေသည်။ဟာဟုတ်တာဗော့။ ခုမှပဲဒီဇင်ဘာလကိုဘာကြောင့်လူမှုအားကစားလအဖြစ်သတ်မှတ်ထားရဆိုတာသဘောပေါက်တော့တယ်ဟုဇော်မင်းကအနည်းတွင်ထိုင်နေသောဝင်းလွင်ကိုတွတ်တိုးလေးကပြောလိုက်သည်ဝင်းလွင်ကအေးဟုတ်တယ်ဟုထောက်ခံရင်းဆရာဦးမောင်ကြီးအတန်ကိုဆက်လက်နားဆွေးနေသည်လူသားတို့ဤခန္ဓာကိုယ်ကြီးသည်လှုပ်ရှားမှုမရှိဘဲငြိမ်သက်နေလျင်အပူများအပုံများအစိမ်းများနှင့်အကိုးငွေများသည်ခန္ဓာကိုယ်အတွင်း၌ကိန်းအောင်းနေလေရှိသည်ပုံမှားများလည်းပေါက်ဖွားလာကြ၏ ကြောက်များလဲအနေတိုင်းမီကြောက်တယ်လာဤအစီများလဲခဲလာဤတွေးများလဲညက်လာဤမကြမီယောဂများဆော့ကပ်ပြီးတတ်တမ်းမပြည့်မီကွယ်လွန်သွားကြလေသည်လူတော်ဝါများဤခန္ဓာကိုယ်သည်ဆက်ရန်တရားများနှင့်အလားတရံတူပါသည်အတုံးမပြူပဲကြာချေစွာပြစ်ထားမည်ဆိုပါကတန်ကြီးတက်ပြီးပျက်စီးသွားလေရှိသည်ထို့ကြောင့်ခန္ဓာကိုယ်အတွင်း၌အနှစ်နှစ်လားလားကခိုးအောင်းနေသော မကောင်းသည့်အငြိအကျင်းများကိုခန္ဓာကိုယ်ပြင်ပသို့ထွက်သွားစေရန် ခန္ဓာကိုယ်လှုပ်ရှားမှုများကိုမဖြစ်မနေပြုလုပ်သင့်ပါသည်ကဲတပည့်တို့ဒီဒုတိယဆုရတဲ့စာရိတ္တကုံးကလည်းတို့တွေဘာကြောင့်ကိုယ်လက်လှုပ်ရှားမှုအားကစားကိုပြုလုပ်သင့်တယ်လဲဆိုတာကိုဖော်ပြထားတယ်သူ့ရဲ့ကြိုးစားအထောက်အမှုကိုအတိအမှတ်ပြုရမှာပဲဟုတ်ကဲ့ဆရာသူ့ရေးထားတာကိုဆရာဖတ်ပြတာနဲ့နေကျွန်တော်တို့အားလုံးနေတိုင်းလမ်းလျှောက်ရှင်စိတ်တွေပေါက်လာပြီကောင်းတာပေါ့ကွယ်နောက်ပြီးတော့အိမ်ကကျွန်တော်အတော်ကြီးအဝလုံးပြီးသွေးတို့ယောဂဖြစ်တဲ့အကြောင်းရင်းလဲကျွန်တော်သိပြီ မြင့်ဝေဤပြောစကားကြောင့်အတန်းသားအလုံးပွဲကြသွား၏မြင့်ဝေကပင်ဩဒါနဲ့ဆရာဒုတိယစုရတဲ့သူကဘယ်သူလဲဟောဒီကဆရာကအမိကိုမပြောသေးပဲလက်ညိုးကို ထောင်၍လေထဲတွင်ဝှေ့ရမ်းနေ၏ပြီးမှကြော်ဖြိုးလွင်လက်ခုတ်တံများဆူညံသွားသည်လက်ခုတ်တံဆဲသွားမှဆရာကဆက်ပြောသည်သူမရတဲ့သူတွေလည်းရေးထားတာကောင်းပါလေ တချို့အလတ်အချို့အလတ်တယ်ဆိုရင်တင်းစာကြားထဲထဲမှာပါတဲ့တည်တည်တည်ထက်တဲ့အချက်တွေပဲဒါယူမဲ့စာရေးစာကုန်းကောင်းတဲ့ပုံဆိုတာဏီတန်းစာကိုဏီကုန်းတို့အားလုံးပြည့်စုံကောင်းမွန်ရမယ်တပည့်တို့အခုလိုရေးတဲ့လမ်းလျှောက်ခြင်းအကျိုးကျေးဇူးဆိုတဲ့စာရေးစာကုန်းရဲ့ယူရချက်ကလမ်းလျှောက်ခြင်းကြောင့်ရနိုင်တဲ့အကျိုးကျေးဇူးတရားများကိုအဓိကထားပြီးရေးရမှာဖြစ်တယ်ပရမစုဒုတိယစုတတိယစုရတဲ့၃ဦးစလုံးကောင်းကြပါတယ်ဒါပေမဲ့ဒုတိယစုရတဲ့မောင်ဖြိုးလင်က တတိယဆိုရတဲ့မောင်မျိုးကင်တဲ့အချက်အလက်ပို့ပြီးပြည့်စုံတယ်။မောင်မျိုးကင်ရေးထားတဲ့အချက်အလက်တော်တော်များများကမောင်ကျော်ဖြိုးလွင်ရဲ့စာရေးစာကုန်းထဲမှာလည်းပါတယ်။ဒီပထမဆုရတဲ့စာရေးစာကုန်းကတော့ဒုတိယဆုတတိယဆုရတဲ့သူတွေရဲ့အချက်အလက်တွေလည်းပါတယ်။ဘသူစီမားမှမပါတဲ့ပြင်ပကသူစုဆောင်းထားတဲ့အကြောင်းအရာတွေလည်းပါတယ်။ဏိဒံစာကိုဏိကိုအလုံးညီညွတ်ကောင်းမွန်တယ်။ဒါကြောင့်ဆရာကပထမပေးထားတာပါ။ဖတ်ပြပါတော့ဆရာ။ အေးဖတ်ပြမယ်ဒုတိယစုနဲ့တတိယစုရတဲ့စာရေးစာကုန်းတွေကတူတဲ့အချက်လက်တွေတော့မဖတ်တော့ဘူးပေါ့မတူတာတွေပဲဖတ်ပြမယ်နော်ကောင်းပါတယ်ဆရာလမ်းလျှောက်ခြင်းဒီအရှားအာကစားနည်းများကဲ့သို့အာကစားကရိယာပစ္စည်းများကိုဝယ်ယူရမလို့ဘီငွေကုန်ကြေးကြမှုအတက်တာတုံသောအာကစားနည်းဟုဆိုနိုင်ပြီသည်မှန်လိုက်တာဟုဇော်မင်းကတိုးတိုးလေးပြောလိုက်သည်လမ်းလျှောက်ခြင်းကြောင့်အိုးနှောင့်အတွင်းမှခန္ဓာကိုယ်အတွက်အလွန်အကျိုးပြုသောဟော်မုန်းများထွက်လာ၏ ထိုဟော်မုန်းများသည်လူတယောက်ကိုနှုတ်ပြိုခြင်းလှပခြင်းကျန်းမာခြင်းအသက်ရှင်ခြင်းစသောအကျိုးတရားများကိုရရှိစေသည်လမ်းကြောက်ခြင်းကိုပုံမှန်ပြုလုပ်သူများသည်ခန္ဓာကိုယ်အတွင်းရှိအစီပိုများကျဆင်းသွားပြီးနောက်ထပ်အစီများလည်းထပ်တိုးခွင့်ရမရသည့်အတွက်အလွန်ဝါခြင်းကိုကာကွယ်တားဆီးနိုင်ပါသည်လမ်းကြောက်ခြင်းသည်သွေးလည်ပတ်မှုအားကောင်းစေသည့်အတွက်ရေပိုက်ထဲတွင်ရှိသောတန်ကြီးအမှားရဖက်အနေများသည်ရေအားကောင်းကောင်းနှင့်တွေ့ကရှင်းလင်းသွားတဲ့ကဲ့သို့ ွေးရတဲ့ရှိသောမကောင်းသည့်အစီများအ내အဖက်များအားလုံးသည်ရှင်းလင်းသွားလေသည်ထို့ကြောင့်နှလုံးသွေးကြောချင်းချင်းကော်လက်စထရောပိတ်ခြင်းတို့မရှိနိုင်ပေနှလုံးရောဂါဖြစ်နေသူအားလုံးသည်လမ်းလျှောက်ခြင်းအားကစားကိုမှန်မှန်ပြုလုပ်မည်ဆိုပါကမိသည့်ဆေးများတောက်သုံးကြရမလို့ပဲပျောက်ကင်းနိုင်လေသည်ဟာကောင်းလာကြီးလားအိမ်ကနှလုံးရောဂါဖြစ်နေတဲ့ကြီးတော်ကြီးကိုလမ်းလျှောက်ခိုင်းရမယ်ဆိုတော့ကြော်ပြွလွင်ဤတီတိုးစကားတန်ကြောင့်ဘေးမှတငယ်ချင်းများပြုံးလိုက်ကြသည် စည်းကြိုသွေးကြိုယောဂဖြစ်ပွားနေသောလူနာများသည်လည်းလမ်းများများချောက်ခြင်းဖြင့်သွေးရတွင်းမှတကြားတက်မြင့်မားမှုကိုကြာဆင်းသွားစေပြီးသွေးကိုပုံမှန်အနေထားသို့ပြန်လည်ရောက်ကြည့်စေသောကြောင့်လူကောင်းပကတိအဒီများကဲ့သို့စည်းကြိုယောဂကိုထိန်းထားနိုင်ပါသည်အဆုံးမကောင်း၍ရင်ကျက်ချောင်းတို့ချင်းဖြင့်ဘဝကိုလက်မြောက်အရှုံးပေးမှုများဆိုလျင်လေကောင်းလေတန့်ရသောနေရာများသို့ထွက်၍စိတ်ပါလက်ပါလမ်းချောက်ပြီးအသက်ချူလေးကျင်ကမ်းများပြုလုပ်မည်ဆိုပါက လူကောင်းမကတိများအဖြစ်တို့ပြန်လဲရင်ဆိုင်နိုင်ရပေလိမ့်မည်။လမ်းကိုပုံမှန်လျှောက်၍လေကောင်းလေသာအားရပါရချူချိုက်ခြင်းသည်လူငယ်များအတွက်ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရုံမှတာမကတက်ကြီးရွယ်ဝများအတွက်ပူပင်တော့ကများခြင်းတတိမေခြင်းမှန့်ညာရုပ်ရော်ခြင်းစိတ်ယိုရင်းဖောက်ပြန်ခြင်းနှင့်အဲတိုင်းမှာယောဂများကိုပင်မဖြစ်နိုင်ကြောင်းလေလာဆန်းသက်မှုများအရာ သိရသည်။ဆရာကစာဖတ်ခြင်းကိုခိတ္တများနိုင်၍ဤသို့ပြောလိုက်သည်။အမှန်တကယ်တော့လမ်းလျှောက်ခြင်းဆိုတာ ယောဂအားလုံးကိုအတ္တတာပြောက်ကွင်းစေတဲ့ကပအသက်ရှင်စေကြီးပဲကွမင်းတို့ចောင်းသားတွေအတွက်လေကောင်းလေတန့်ရတဲ့နေရာမှာလမ်းလျှောက်ပြီးအသက်ရှင်လေးကျင်ကန်းကိုပြုလုပ်တဲ့နေရာတိုင်းနေရသူတွေလိုအပြောခံရတဲ့သူတွေကိုလေးလာမှုတရက်ပြုလုပ်တဲ့အခါမှာအဲ့ဒီလူတွေဟာလေကောင်းလေတန့်မရတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာကြတဲ့လူတွေဖြစ်နေကြောင်တွေ့ရတယ်လို့ဆရာဖတ်ဘူးတယ်ဒါဟာဘာကြောင့်လဲဆိုရင် အုံနောက်ရဲ့အစာဟာအောက်ဆီဂျင်ဖြစ်နေလို့ပေါ့ကွမှတ်ထားကြနော် ဟုတ်ကဲ့ပါဆရာဟုចောင်းသားများထံမှတញီတញွတ်ထဲထွက်ပေါ်လာသည်ဆရာဦးမမောင်အေးကအာရပါရပင်စာကိုဆက်ဖတ်၏သူရတွင်လမ်းလျှောက်ခြင်းနှင့်ပတ်သက်၍အထူးသတိပြုရန်အချက်တစ်ခုရှိပါသည်ဤအချက်ကိုသတိမမူဘဲလမ်းလျှောက်ခြင်းအခါစားကိုပြုလုပ်မည်ဆိုပါကပိုးတာကုံမောင်ပုံဆောင်မတက်တကယ်တို့အရှင်းဤဖြစ်ပေမည်ထို့ကြောင့်ကျင်တတ်မှရဆင်တတ်မှလှဆိုတဲ့ကဲတို့ဖြစ်စီရန်အောက်ပါအချက်လက်များကိုလိုက်နာရပါပြီ။အလဲတဲဆိုတဲ့စားပါလား။ဟုတ် မြင့်ဝေကမကြတဲ့ကြားရေရွတ်လိုက်သည်တစ်ပင်များသည်ညဘက်၌တညာလောကာဗွန်နဲအောက်ဆိုင်ဓာတ်ဝင်များကိုထုတ်လွှင့်နေကြသည်ထိုလေများသည်ညဉ့်ညမ်းလေထုအဖြစ်နှင့်ကမ္ဘာမြေပြင်နှင့်အနီးကပ်ဆုံး၌အနေထိုင်နေသည်အစိမ့်ငွေနှင့်အတူသောမိခိုးများသည်လည်းထိုလေထုထဲတွင် ရောနှောနေ၏မြို့ကြီးပြကြီးများရှိလမ်းမပေါ်တွင်ကားအိတ်သောမှထွက်သောမိခိုးများသည်ပြန့်နှံ့နေ၏ထိုကဲ့သို့သောလေထုများကိုနနက်ဆောသောနေမထွက်မီအားရပါးရချူဆိုင်နေသူများသည် ကင်းစားယောဂါဖြစ်ပွားမှု များကြောင်သိရှိရလေသည်ကမ္ဘာလောကကြီးသည်အခြေအရ၌နေထွက်သည်နှင့်နေ၏အလင်းရောင်ကြောင့်တစ်ပင်များကြီးတစ်ရွာများကအောက်ဆီဂျင်ကိုအစတင်ထုတ်လွှင့်၏ကမ္ဘာမြေပြင်ပေါ်သို့နေအပူချိန်အစတင်ရောက်လာသည်နှင့်မြေပြင်နှင့်ဤကပ်စွာတည်ရှိခဲ့သောညဉ့်ဉန်းသောလေတို့သည် ပေါ်ပါပြီးအပေါ်သို့ပြန်တက်သွားသည်ထို့ပြန်တက်သွားသောညဉ့်ဉန်းသောလေတို့နေရာသို့တစ်ပင်များမှထုတ်လွှင့်လိုက်သောအောက်ဆီဂျင်များကဝင်ရောက်နေရယူကြ၏ ထို့ကြောင့်ညဉ့်ညမ်းသောလေတို့ပြောက်ွယ်သွားချိန်နှင့်အောက်ဆီဂျင်ပါရှိသောတန်ချင်းလက်ဆက်သည့်လေတို့များအစာထိုးဝင်ရောက်ချိန်သည်လမ်းလျှောက်ခြင်းအကစားကိုစတင်ပြုလုပ်ရန်အကောင်းဆုံးအချိန်ပင်ဖြစ်ပေသည်။သို့မှသာလမ်းလျှောက်ခြင်းအကျိုးကျေးဇူးကိုမလွဲမသွေရရှိပင်မည်။ထို့ကြောင့်ကျွန်ုပ်တို့အနေဖြင့်မွေးဖွားခြင်းကတည်းကကျွန်ုပ်တို့နှင့်အတူပါရှိလာခဲ့သောတမားတော်ကြီးနှစ်ဦးဖြစ်သည့်ရှီတောင်နှောင်း၏အကူအညီကိုရယူ၍လမ်းလျှောက်ခြင်းအကျိုးကျေးဇူးကိုလက်ဝယ်ပိုင်ပိုင်ရရှိခံစားနိုင်ရန်လိုအပ်ပါတော့သည်။ ဟာကောင်းလိုက်တာကွာကြော်ပြောလင်ထားမှာရုတ်တရက်ထွက်ပေါ်လာတော့အတန်ဖြစ်ပါသည်မှန်တာပေါ့တပည့်တို့ရဲ့သူ့ရဲ့ရှားပွေးစုဆောင်မှုကလူတိုင်းအတွက်လမ်းလျှောက်လိုစိတ်စိတ်ကိုဖြစ်ပေါ်စေပြီးလမ်းလျှောက်တဲ့အခါမှာလည်းတတိပြုဆင်ခြင်ရမယ့်အချက်တွေကိုဖော်ပြထားတယ်ပထမရတဲ့မှာလဲဆရာသူကဘာတူလဲခမကြော်ပြောလင်ကလည်းစက်မိသည်ဆရာကသူ့ရသူရဲ့နာမည်ကိုတလုံးချင်းဖြစ်ဖြစ်ပြောသည်သူကဝင်းလွင်ပဲ့ ဟေးဝင်းလွင်กว่าဝင်းလွင်တော်လိုက်တာကျောင်းသားကျောင်းသူများထာမချီကျူးအားကြတယ်များပင်ထွက်ပေါ်လာသည် ဝင်းလွင်ကိုကြည့်လိုက်တော့ကျေနံအားရသောအပြုံသည်ဆရာဦးမောင်မောင်အေးကလည်းဝင်းလွင်ကဲ့သို့ထတ်တူအပြုံသည်အခန်းကဟေးကြော်ပြောလွင်ဟာဆရာဝန်ကြီးဦးမျိုးခိုင်ပါလားအေးကွာမင်းကလည်းငငယ်တုန်းကလိုမျိုးခိုင်တို့ပဲခေါ်စားပါစာရေးဆရာကြီးကြော်ပြောလွင်ရဲ့ အေးဒါဖြင့်ငါကိုလည်းစာရေးစရာကြီးလို့ထည့်မခေါ်နဲ့ငငယ်တုန်းကလိုပဲကြော်ဖြိုးလင်တို့ခေါ်ဖို့ကွာအော်ဒါနဲ့မင်းဘယ်သွားမလို့လဲဟိုတထင်းမင်းမြင့်ဝင်စီဘောကွာသူ့အဖေနေမကောင်းတာတွားကြည့်မလို့မင်းမှာအာရင်လိုက်ခဲ့ပါလားမင်းကိုတွေ့ချင်လို့ငါကိုခဏခဏပြောနေတယ်ကွာအေးငါလည်းဂျားနဲ့တိုက်ကပြန်လာတာတွားစီရမရှိတော့ဘူးလိုက်ခိုင်မယ်လေကဲဒါဖြင့်ငါကားပေါ်တက် ဆရာဝန်ကြီးဦးမြုတ်ခိုင်သည်ငယ်တငယ်ချင်းဖြစ်သူကိုကြော်ပြောလွင်အားသူဤကားဖြင့်ခေါ်ခဲ့လေ။စီးပွားရေးလုပ်ငန်းများဖြင့်အစဉ်ပြေနေသောဦးမြင့်ဝေမှာဆရာဝန်ကြီးဦးမြုတ်ခိုင်နှင့်ပါလာသောတငယ်ချင်းကြော်ပြောလွင်ကိုတွေ့လိုက်ရသည့်အတွက်အလွန်ဝမ်းသာသွား၏။ဟာတငယ်ချင်းကြော်ပြောလွင်မင်းနဲ့ပါလာတာပဲမတွေ့တာတော့တော်တော်ကြာပြီ။ငါတို့တွေအခုတော့ပြန်ဆောင်တော့အေးအေးဆေးဆေးပေါ့ကွာ။ထမင်းစားပြီးမှပြန်တော့ငါကအချိန်ရပါတယ်မင်းတကယ်ချင်းဆရာဝန်ကြီးကိုသာအချိန်ရမရမေးကြည့်ပြီတော့ ငါလည်းအားပါတယ်ကွာကြော်ဖြိုးလင်ရအခုပဲဂျူဒီပီးတို့ထွက်လာတာဒါဖြင့်အစင်ပြေတာပေါ့ကွာအခန်းချောက်လူနာအားစစ်သေးပြီးတော့အခါတငယ်ချင်းအုံတုံဦးထမင်းအတူစားကြလေသည်ထမင်းစားပြီးတော့အခါအေခန်းနိုင်ကြော်ဖြိုးလင်ကမျိုးခိုင်အားမေးလိုက်သည် နေသားမအိုးမျိုးခိုင်ရမြင့်ဝေအဖေကဘာယောဂါလဲကိုလည်းလှုပ်ရှားမှုနေပြီအထိုင်များသူတွေဖြစ်လေဖြစ်တာရှိတဲ့သွေးတို့ယောဂါပေါ့ကွာကြာရင်နှလုံးယောဂါတော့ဖြစ်လာနိုင်တယ် မြင့်ဝင်မင်းရဲ့ဘေကိုလမ်းမလျှောက်ခိုင်းဘူးလားဒူးမကောင်းတော့မလျှောက်နိုင်ပါဘူးကြော်ဖြိုးလို့ရအေးကွာဒီလိုဆိုရင်တော့ဘယ်တတ်နိုင်မလဲအိုးဒါနဲ့တို့တွေအကြောင်းတော့ကဆရာဥမမောင်အေးရေးခိုင်းတဲ့လမ်းလျှောက်ခြင်းအကျိုးကျေးဇူးဆိုတဲ့စာရေးစာကုန်းပြိုင်ပွဲကိုမှတ်မိသေးလားမျိုးခိုင်ရဟာတိတ်မှတ်မိတာဗောကြော်ဖြိုးလို့ရငါကတတိယမင်းကဒုတိယနဲ့ပထမကဝင်းလွင်လေအိုးဒါနဲ့မင်းတို့ဝင်းလွင်နဲ့ဇော်မင်းစုံသွားတဲ့တဲ့ရင်ကြားပြီးပြီလားဘာ ဝင်းလင်နဲ့ဇော်မင်းဆုံးသွားတယ်ဟုတ်လားမျိုးခိုင်မြင့်ဝင်နဲ့ကြော်ပြွလင်တို့ကရုတ်တရက်ဘိုင်းတူမေးလိုက်ရသည်ဟုတ်တာပေါ့တငယ်ချင်းတို့ရာဇော်မင်းကနိုင်ငံ့လက်ရွေးစဉ်အပြည့်အစုံတစ်ယောက်ဖြစ်ခဲ့ပေမဲ့အရက်ရက်ကြေးကျုံဖြစ်ပြီးဆုံးသွားတယ်ဒါဆိုဝင်းလင်ကရောဝင်းလင်ကတော့လေဖြတ်ပြီးအုံနောက်သွေးကြောပြတ်လို့စိတ်ယုံရောက်လာတယ်ငါကယ်ဖို့ကြိုးစားပေမဲ့မရလိုက်ပါဘူးသူဆုံးသွားတာငါတို့ကိုတတိပေးလိုက်တယ်လို့ပဲဘာဖြစ်လို့လဲဆိုတော့လမ်းလျှောက်ချင်းအာဂတာကိုမလောက်ခဲ့လို့ပဲ ဘလို့မင်းကလည်းချင်းအောင်ပြောစမ်းပါဦးဟုမြင့်ဝေကမေးလိုက်သည်ဒီလိုกว่าဒီလိုဝင်းလင်ဟာမင်းလိုပဲစီးပွားရေးပြည်လေတော့စားကျင်တာကောင်းကောင်းစားတယ်သူကတနေ့တခြားဝါဖြိုးလာပြီမဲ့ကိုလက်လုံချအားကစားကိုဘာတခုမှမလုပ်ဘူးပြီးတော့အဝလိုယောဂါသွေးရောယောဂါဖြစ်ပြီးအခုလိုနှလုံးသွေးကြောပြက်ပြီးရုပ်တရက်ဆုံးသွားတာပါပဲဒါဆိုရင်ဝင်းလင်ဖြစ်ကတော့မြတ်စွာဘုရားရှင်လက်ထက်ကအဖြစ်ပြက်တခုနဲ့တူတယ်กว่าမြင့်ဝေရဟိုကြော်ပြိုးလင်ကစဉ်းစားဟန်ပြီးပြောလိုက်သည် ရှင်းသားမှာဟုတ်ကွာစာရေးစရာကြီးอ่ะမြတ်စွာဘုရားရှင်လက်ထက်ကတောအုပ်တစ်ခုမှာဥပုပ်နေတိုင်းတရားအလှူပေးတဲ့ယဟန်တစ်ပါးရှိတယ်။ "तू ဟာ तू ဟောတတ်တာကဥရန်ကာတာတူတူလေးတစ်ပုတ်ပါပဲ။တရားဆုံးတာနဲ့တရားနာသူတွေအားလုံးကအဲ납ပြမာတွေကတခဲနဲ့တာတုခေါ်ကြတယ်။တနေ့တော့ယဟန်တစ်ပါး900တိနဲ့ပိဋကတ်၃ပုံအာကုန်ဆောင်ယဟန်တစ်ပါးဟာသူ့ရဲ့တောအုပ်ထဲကိုကြွလာပါတယ်။ ကျောင်းကညာဟန်ကဒီတော်ထဲမှာနတ်တွေတရားတရားနာဝါသနာပါကြောင်းနဲ့တရားတော်ဆုံးရင်တာရုခေါ်တဲ့တတော်လုံးညံသွားကြောင်းပြောပြီးဆရာတော်တွေကိုတရားဟောဖို့တောင်းပန်ပါတယ်။ဒါနဲ့ဗရိကတ်၃ပုံအာဂုံဆောင်တဲ့ဆရာတော်နှစ်ပါးအနဲ့တပါးကပါဠိတော်ဟောပြီးကျန်တပါးကအနတ်အိဗေကိုအကြောင်းအရာအချက်အလက်မျိုးစုံနဲ့တာရကပေးပြီးပြည့်ပြည့်စုံစုံရှင်းပြဟောဟောကြားတော်မူပါတယ်။တရားသာဆုံးသွားပါတယ်။ဘယ်နဲ့တပါးမှတာရုမခေါ်ကြပါဘူး။ဒါနဲ့မကျင်တဲ့တို့ကျောင်းကညာဟန်ကိုဟောကြည့်ပါတယ်။ ြောင်းကံရဟန်းကလည်းသူတက်တဲ့လောက်တရားတူတူလေးတပုတ်တကားတာဟောပါတယ်တရားဆုံးတာနဲ့တတော်လုံးမှာရှိတဲ့နတ်တွေရဲ့တာရုခေါ်တာဟာအခါတိုင်းတော့ပို့ပြီးမြည်ဟိတ်သွားကြတယ်နောက်ဆုံးဆရာတော်နှစ်ပါးရဲ့တပည့်တွေကမြတ်စွာဘုရားထံတွားပြီးခြောက်ကြတယ်ဒီတော်တဲ့ကနတ်တွေဟာမျက်နာလိုက်ကြတယ်ကြောင်းကံရဟန်းတူတူလေးဟောတော့တာရုခေါ်တယ်သူတို့ဆရာတော်တွေပြည့်ပြည့်စုံစုံဟောတော့တာရုမခေါ်ဘူးလို့အဲ့ဒီခါမှာမြတ်စွာဘုရားရှင်ကဒီလိုရှင်းပြတော်မူတယ် ။တခါတာတဲ့ဟောတဲ့ယဟန်ကသူအတိတလောက်ကလေးကိုပဲကိုပိုင်ညာနဲ့ထိုးထွင်းသိမြင်ပြီးကိုတိုင်ကျင့်လို့ကိလေသာကုန်တဲ့ယဟန်တာဖြစ်နေပြီ။ရှင်းရှင်းလင်းလင်းရရဟောတဲ့ဆရာတော်တွေကတော့ကိုပိုင်ညာနဲ့တရားကိုမမြင်ကိုတိုင်လည်းမကျင့်လို့ကိလေသာအပြည့်စုံရှိတဲ့ပုထုဇဉ်နေတာဖြစ်တယ်။ဒါကြောင့်တရားရှိသူဟောတဲ့တရားနဲ့တရားမရှိသူဟောတဲ့တရားဆွမ်းအားချင်းကွာခြားခြင်းကတာတုမခွန်နိုင်ဘူးလို့ရှင်းပြတော်မူတယ်။ အခုဝင်းလွင်နဲ့လမ်းလျှောက်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုပထမဆုံးရလာအောင်ရှားခွေရေးတာတင်ပြနိုင်ပေမဲ့အဲ့ဒီစာတွေအတိုင်းလက်တွေမကျင်သုံးဘူးလောကမှာစာတွေအများကြီးတတ်ထားပေမဲ့လည်းအတိတ်ကအရေးကြီးတဲ့အချက်တွေကိုလက်တွေမကျင်သုံးဘူးဆိုရင်အဲ့ဒီစာတွေဟာကိုယ့်အတွက်အကျိုးမရှိနိုင်ဘူးပေါ့ကွာဟုတ်တာပေါ့ကြော်ပြောလို့ရမင်းပြောမှငါလည်းတစ်ခုတည်းရတယ်ဘာများလဲကွာမြင့်ဝင်ရလှုပ်ရှားမှာဟုတ်တခါတုန်းကမင်းတို့မင်းကြီးကရောအတွင်းဝင်ကြီးဥဖိုးလိုက်ပေါ့မေးတယ်ဟဲ့ဖိုးလိုက် လောကမှာမရှိတာနဲ့မတိတာခတ်ဆိုတာဟုတ်သလားကွမောင်မင်းရဲ့မှန်လားပါဗျာမတိတာတဲ့ပိုခတ်တဲ့အရာကရှိခောရှိသေးရဲ့လားမောင်မင်းရဲ့မှန်လားပါ ရှိเจ้าမှာဗျာဘာများလဲကွမောင်မင်းရဲ့မှန်လားပါမလောက်တာပါဗျာဟေးဘယ်လိုမလောက်တာလဲကွမောင်မင်းရဲ့ရှင်းစားပါဦးမှန်လားပါမရှိတာကလည်းရှိအောင်လုပ်ရင်ရှိလာနိုင်ပါတယ်ဗျာမတိတာကလည်းတိအောင်လုပ်ရင်တိလာနိုင်ပါတယ်ဗျာ အဲမလောက်တာကတော့ဘာမှကိုမပြစ်နိုင်တော့တာမဟုတ်အခက်ဆုံးပါပဲဖေဟာလို့ရှောက်တင်တဲ့အခါမင်းတို့မင်းကြီးကလည်းနှစ်သက်လုံးတို့လက်ဝတ်တော်လက်စုပ်ကိုချုပ်ပြီးရှက်ချင်းပေးသနာတော်မူလိုက်တဲ့အခုဝင်းလွင်လဲလမ်းလျှောက်ချင်းအကျိုးကျေးဇူးစိုက်စုံဝန်ပြိုင်ပွဲမှာပထမတော်ရသွားတယ်ဒါကြောင့်သူ့အသည့်ဟာအတော်မြင်ပါတယ်လို့ဆိုနိုင်တယ်ဒါပေမဲ့ကိုယ်တိုင်မလုပ်တော့အကျိုးမရှိဘူးငါမှတ်သားမိတဲ့စကားလေးတစ်ခုရှိတယ်တိပြီးတော့မလုပ်သေးဘူးလို့ရှင်ရင်တဲ့မတိသေးတဲ့လူနဲ့ဘာမှမထူးဘူးတဲ့ကွာ မှန်တာပေါ့မြင့်ဝေရငါကတော့တိထားတဲ့အတိုင်းလမ်းကိုနေ့စဉ်လျှောက်လို့ဈေးကန်တစ်ခါမှမတွားရဘူးမင်းကောတကယ်ချင်းငါကတော့စောင်းနေလမ်းလျှောက်တယ်ဈေးကောင်းဝါကောင်းယူတော့တောက်တယ်ဒါပေမဲ့မင်းလောက်မကြမ်းပါဘူးကြော်ပြောလို့ရဩဒါနဲ့မင်းတို့ကိုတထုတတိပေးရအောင်မယ်ဘာများလဲဆရာဝန်ကြီးရဲ့ငါတို့ဈေးုံမှာလူသေးအလောင်းတွေကိုဖွဲ့စိတ်လေးတာတော့တွေ့ရတာကအစီတက်နေတဲ့နှလုံးတွေဆဲလိုက်ကြီးတွေပြက်စီးနေတဲ့အဆုပ်တွေ ရှောက်ပြီးကျွတ်ဆက်နေတဲ့အသေးတွေကြောက်တွေနဲ့ပြည့်နေတဲ့ကြောက်ကတ်တွေပါးလွာပေါက်ပြဲနေတဲ့အစာအိမ်တွေအများပြားတွေ့ရတယ်ကွအဲ့ဒါတွေကဘာကြောင့်ဖြစ်ရတာလဲအဓိကအကြောင်းရင်းရတော့ကွာအစာတော့မစင်ကျင်ကြလို့ပေါ့ကွာဒါပေမဲ့အချိုးတွေအစီတွေကောင်းကောင်းစားပြီးဘာယောဂါမှမဖြစ်တဲ့လူတွေလည်းရှိတယ်ဆေးကောင်းဝါးကောင်းတွေဝယ်တော့နေရတော့မဟုတ်လားမြင့်ဝေကချမ်းသာသူပြီးပြီးမိမိလုံနေကြ ကောင်းပေဆိုသောစေဝါများကိုဈေးကြီးပေး၍ဝယ်တောက်နေခြင်းကိုရည်ညွှန်းပြောဆိုလာခြင်းဖြစ်သည်ဘယ်ကဟုတ်ရမှာလဲမြင့်ဝေရသူတည်နနာလေးလာမှုတွေအရာ အသက်ရှင်ခြင်းနေခွင့်ရတဲ့သူတွေဟာအစင်းမြင့်စေဝါတွေကိုတုံးဆွဲရလို့မဟုတ်ပဲလမ်းလျှောက်ခြင်းကရတဲ့ကိုလက်လှုပ်ရှားမှုတွေမှန်မှန်လုပ်လို့ပဲကွဒါကြောင့်မင်းတို့ငါတို့တွေခန္ဓာကိုယ်ကြမ်းမာတန်ဆွမ်းဖို့နဲ့အသက်ရှင်ခြင်းနေရဖို့ဆိုလို့ရှိရင်တို့တွေမဖြစ်မနေလောက်ရမှာကကောင်းကောင်းစားမယ်ပြီးတော့လမ်းလျှောက်မယ်ဟေ့ မြင့်ဝင်နဲ့ကြော်ပြိုးလင်တို့အတိုင်ဖောက်ကြီးစွာလက်သီးလက်မောင်းတန်း၍အော်လိုက်ကြလေသည်တပ်ဝင်မှာအာဂဇာနှင့်ကျမရေးဝင်ကြီးဌာနအ ਈ 2016ခုနှစ်ဒီဇင်ဘာလူတို့အာဂဇာလှုပ်ရှားမှုအထက်ရမတ်ဝိထုတို့ပြိုင်ပွဲတတိယဆူရဝိထုဟုတ်ကဲ့ဝိထုလေးကတော့အီဒင်ဘယ်ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေပြီးဝင်ရောက်နားဆင်ပေးကြပါတော့ညီကောင်မတို့တူတူတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာညီကောင်မတို့များအားလုံး ကိုစိတ်နှပါချွင်းလန်းချမ်းမြေကြပါစေခင်ဗျာ။